ခါသိမှုတွေကနေအောင်မြင်မှုစီတော့သွားတဲ့နေလမ်းတွေဘဝဆိုတာကတော့ဖြစ်ချင်တာတွေဖြစ်ကြတာမဟုတ်ဘူးမဖြစ်ချင်တာတွေကြည်ပဲဖြစ်တတ်တယ်ဖြစ်ချင်တာဖြစ်ဖို့အတွက်စ조사တဲ့နေရာမှာလဲတော်တော်ပြင်းမှန်းတာပဲတော်တော်ကြီး조사ပါမှမှန်တဲ့လောက်တော့မဖြစ်ပေမဲ့အထိုက်အလျောက်လေးဖြစ်ကြတဲ့သဘောပဲဖြစ်လာပြန်တော့လဲ ယန္တိမျိုး၅ပါးနဲ့ရှင်တွဲပြီးတော့ရင်ဆိုင်ပြီးတော့နေရတာအပြည့်အဝကျင့်နဲ့လောက်အောင်ခံစားလိုက်ရတယ်လို့မရှိတာများတယ်ဘဝခရီးကိုရှောက်လန်းပြီးတော့လိုချင်တာရဖို့ကြိုးစားနေတဲ့အချိန်မှာခရီးကအရန်ကျန်းတယ်ကိုညီမဲ့သူထက်တွန်းချမဲ့သူတွေများများတွေ့ရတယ် ဖြစ်လာမှာဆိုလို့ထိတ်ကနေဖိချထားတာမျိုးတွေကိုညာများတွေ့ရမယ်။အညွန့်တလူလူထောင်နေတဲ့ဘဝလေးကိုအညွန့်ချိုးချားပြစ်ချင်တဲ့လူမျိုးတွေညာများတွေ့ရမယ်။စားနေတာကိုမကျင်နဲ့မနာလိုနေတဲ့သူတွေတွေ့ရမယ်။လမ်းဖြောင်နေတာကိုမမြင်ချင်မကြားချင်တဲ့သူတွေတွေ့ရမယ်။အစဉ်ပြေနေတာကို မြင်ခြင်းမကြားခြင်းတဲ့သူတွေတွေ့ရမယ်တို့တက်ဖို့အလားအလာရှိနေတာကိုသိရင်လမ်းခရီးမှာရင်ပျက်စီးသွားအောင် ဖြစ်စီးခြင်းတဲ့သူတွေတွေ့ရတတ်တယ်အရာသဘာဝတယောက်တည်းကြုံရတာမဟုတ်ဘူးဒါစူးစမ်းတဲ့သူတိုင်းကြုံရတဲ့အရာတချို့ကအရာကိုနာကြီးစွာနဲ့ခါသီးစွာနဲ့အညို့အတေးအဖြစ်သိမ့်ထားတယ် တချို့ကအဲ့ဒီအတွေ့အကြုံတွေကိုနာကြည်စွာမသိမ်းထားပဲနဲ့ဘဝခွန်အားအဖြစ် အသုံးချလိုက်ပြီတော့အော်လူတွေဟာနေရင်နှိမ်ကြတာပါလားကြိုးစားနေရင်ဖြည့်ဆည်းကြင်ကြတာပါလားသူတို့ဘယ်လိုနှိမ်နှိမ်သူတို့ဘယ်လိုဖြည့်ဆည်းဖြည့်ဆည်းတနေ့မှာငါခွန်အားနဲ့ငါတောက်ပြောင်အောင်ကြိုးစားပြမယ်ဆိုပြီးတော့ ခွန်အားနဲ့ဆက်လျှောက်တဲ့သူတွေရှိတယ်။ခါသိမှုပေါင်းများစွာကိုရင်ဆိုင်ထားပြီးတော့ဘဝခွန်အားအတွက်ပြန်အသုံးချပလိုက်တာ။မုန်းနေတော့လည်းဘာထူးမှလည်းမုန်းနေတော့စိတ်ပင်ပန်းတာပဲရှိတယ်။အညိုအတေးတွေဖြစ်နေတိမ်ထားတော့ဘာအကျိုးရှိမှမလုပ်လို့လေ။ပူလောင်တာတတ်တတ်ပဲ။မုန်းချက်တာတတ်တတ်ပဲ။ ဘယ်လိုအရာကိုမှကိုနဲ့ဘာမှမဆိုင်သလိုစဉ်းစားပလိုက်ပြီးတော့လောက်ရမယ်အရာကိုသာလောက်သွားမှာပဲရှောင်းနိုင်တဲ့ခရီးကိုရှောင်းနေမှာပဲသွားနိုင်တဲ့နေရာကိုရောက်အောင်သွားမှာပဲဘယ်သူဘာပြောပြောဘယ်သူဘလို့ဖြတ်ဖြတ်ဘယ်သူပဲဘယ်လိုမျိုးပံပိုးမှုမပေးမပေးမှုမနေဘူးအောင်မြင်တဲ့သူတိုင်းဟာ ကိုကိုကိုအားကိုးသွားတဲ့သူတွေကြီးပဲသူများကိုအားကိုးများတဲ့သူတွေဟာအောင်မြင်မှုထက်ချုပ်ချယ်မှုကိုခံရတယ်ကိုအားကိုးကိုတဲ့သူတွေဟာတလန်းလျှောက်ရင်တလန်းရောက်တယ်ဆယ်လန်းလျှောက်ရင်ဆယ်လန်းရောက်တယ်သူများအားကိုးတဲ့သူကရောက်တဲ့ဆယ်လန်းကနောက်လူငဲ့နေရတာနဲ့ပဲအဲ့ဒီ ကိုအားကိုးထားတဲ့သူရဲ့အရေးလောင်းရိပ်ကြနေတာနဲ့ပဲဆယ်လမ်းမရောက်ပဲငါးလမ်းလောက်ပဲရောက်တတ်တယ်ဆယ်လမ်းရောက်ခဲ့သည်ရှိအောင်တော့ချမ်းမြေ့စွာလွတ်လပ်စွာပျော်ရွှင်စွာနဲ့အသည့်အပွင့်ကိုမစားသုံးနိုင်တာတွေ့ရတယ်ချုပ်ချယ်မှုနဲ့တာကြုံရတယ်အဲ့တော့ဒီလို မျိုးမျိုးသောအနောက်အဆက် အမျိုးမျိုးသောအဖြစ်အစီအမျိုးမျိုးသော အခက်အခဲတွေကြုံတတ်တယ်ဆိုတာကိုကြိုတင်တွေးထားအကောင်းတွေကြီးပဲလိုချင်နေလို့တော့မရဘူးအဆိုးတွေလောကမှာအများကြီးပဲမမှုတယ်စိတ်နဲ့တွားရတယ်ခါသီးတဲ့အတွေ့အကြုံဆိုတာကမယိုးနိုင်အောင်တွေးမှာတငယ်ချင်းအရင်ကြီးဆိုပေမဲ့ ရန်သူဖြစ်ရင်ဖြစ်နေတတ်တယ်။အမျိုးအရင်းကြီးကလည်းရန်သူဖြစ်ရင်ဖြစ်နေတတ်တယ်။ဒါကြောင့်ဘဝကမထင်မှတ်တဲ့အချိန်မှာမထင်မှတ်တဲ့တိုက်ခိုက်မှုတွေကြုံရတဲ့အတွက်ခါသီးစရာတွေပဲတွေ့မှာပါ။အဲ့ဒီခါသီးစရာတွေကိုခွန်အားအဖြစ်အသုံးချတတ်ရတယ်။ဘဝဆိုတာခွန်အားရှိမှဆက်ဆောင်လို့ရတာ။မုန်းနေရတာ။ နာနေရတာနဲ့ခွန်အားတွေရော့တယ်။ကိုယ်ခွန်အားကိုအလဟသမဖြုံးတီးပြင်းနဲ့အမုံတွေအညိုးတွေအတေးတွေခါသိမှုတွေနဲ့နှလုံးသားရဲ့ခွန်အားစိတ်ရဲ့ခွန်အားကိုအလဟသမဖြုံးတီးမိစေနဲ့။ရှောင်းဝမ်းမဲ့လမ်းကို ဖြောင်းဖြောင်းလေးသာလျှောက်အားလုံးကိုခါချထားခဲ့ပြီတော့ကို့အပန်းတိုင်စီကိုပဲ တက်တယ်မမလျှောက်ဒီနေ့ရောက်သွားတာပဲရရှိတဲ့အသီးအပွင့်ကလည်းဘသူလောင်ရိပ်မှမရှိပဲလွတ်လွတ်လပ်လပ်စားသုံးနိုင်တယ်ဆိုတဲ့အကျိုးကိုရတယ်အဲ့တော့ခါတိမှုတွေကနေအောင်မြင်မှုစီကိုရောက်အောင်တလန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်